ို့ကောင်းမှုလုပ်ပြီးတော့စုပန်တဲ့အခါမှာစုပန်နိုင်ရနိုင်သလားလို့ဆိုလို့ရှိရင်ရနိုင်တဲ့အရေးချင်း၅မျိုးမှတ်သားဖို့နော်လောကလူတွေမှာဆူတောင်းနေကြတာပဲမြန်မာလူမျိုးတွေလည်းပဲဆူပေးဆူတောင်းဆိုပြီးတော့ဆူတောင်းကြတောင်းရုံတောင်းစဉ်ဖြစ်တဲ့ဩကတနဲ့တောင်းတာကတော့ဒါတောင်းရုံတောင်းစဉ်တောင်းတာပေါ့ကိုလိုချင်တဲ့ဆူသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာ ထိုတောင်းတဲ့အတိုင်းပြည့်စုံမှုရအတွက်ကုသနာမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့လိုတယ်။အဲ့ဒါကပါလဲလို့ရှင်။နံပါတ်၁ကယုံကြည်ချက်တတ်တာရှိရမယ်။နံပါတ်၂ကကိုချင်းတည်လာတဲ့ပြည့်စုံရ။နံပါတ်၃ကတရားဓမ္မကိုကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ရ။သူတော်ဘောင်းတရားကြားနာတယ်ဆိုတာအင်တာမန့်တန်ဖိုးရှင် ဟောစေရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေ။ဒါကြောင့်မို့လို့အဖြစ်ကင်းတဲ့ပညာရတဲ့နဲ့ပတ်သက်ပြီးတော့ဈာနာဘူးခြင်းဆိုတဲ့သုတ္တဆိုတာရှိရမယ်။နောက်တစ်ခုကစာကားဆိုဆုံးလွှတ်တမ်းမှုတစ်ခုကိုရှိရမယ်။နောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်သန်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။အဲ့ဒီငါအချက်ပြည့်စုံပြီဆိုလို့ရှိရင် တောင်းတဲ့ဆိုတာပြည့်စုံတယ်လို့ဟောတာ ဲ့တော့ဘုန်းကြီးတို့တွေဆွတောင်းမယ်ဆိုလို့ရှိရင်ဒီ96ခုခုရှိမရှိပြည့်စုံမှုရှိမရှိချုပ်တင်ပြီးတော့စဉ်းစားထားဒီ96နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆွတောင်းမှုဟာပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့ပေးသနာတော်ပဲ